တန်းတင်ဘွားစီတို့ကိုရေချင်းတထိုးပေါ့ပေါ်ဒါလူတိုင်းအတွက်ခွင့်ရေးတခုနောက်ကနေတဲ့ကဘာတဲ့ခက်ခဲသောဘွားတို့စီအိမ်လာပြီးတော့ခဲ့ပြီဘွားဟွန်ပလော့ဂျက်မှာကြီးရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီထက်လူဦးရေလေးတိုးလာအောင်ကိုယ့်ရဲ့ group တွေထဲမှာ မဇ္ဈိမဝင်ဝင်လာနေပြီနော်အဲပညာလာသင်ကြမယ်ဆိုတဲ့စာလေးတွေကိုကြည့်နေပြီကိုကိုတိုင်းလည်းရောက်ရှိနေပြီဆိုတဲ့အကြောင်းချက်ကင်ချောင်းလေးရိုက်ပြီးတော့ပို့သွားပေးကြမယ်အပြင်မှာလည်းယုံမာလူရေများစွာကိုရဲ့ upline တွေကိုရဲ့ downline တွေနော်အာပညာသင်ယူနေတယ်ဆိုတာလေးတွေကိုရိုက်ပြီးတော့ပို့သွားပေးကြမယ်နော်ဟုတ်ပြီဒီနေ့ပညာရက်ကိုသင်ဘူးတဲ့သူတွေပါလား သင်ဘူးတဲ့သူတွေမရှိသေးဘူးเนาะဘယ်လိုလဲမနေ့တုန်းကပြောသလိုပဲဒိုင်းမိုးနေတော့မသင်ရသေးဘူးဒိုင်းမိုးနေတော့မသင်ရသေးတဲ့ပညာရပ်ကိုဒီနေ့ဒိုင်းမိုးဖြစ်ချင်တဲ့သူတွေကိုလာသင်ပေးတာဖြစ်ပါတယ်ဒိုင်းမိုးဖြစ်ချင်တဲ့သူတွေဟုတ်တယ်မလားဟုတ်ပါတယ်2025ကတော့ကိုယ့်နှစ်ပဲเนาะ2025ကကိုယ့်ရဲ့ အောင်မြင်မှုတွေကို ရေချေခိုင်မအောင် သွားရမယ့်နှစ်တစ်ခုပဲဖြစ်တယ်။အဲ့တော့မဆုလိုက်ဒီစီးပွားရေးကိုလှုပ်လာတဲ့တက်တန်းတစ်ချောင်းမှာဒီလိုမျိုးအောင်မြင်မှုတွေကိုရေချေရက်တည်နိုင်အောင်ဘလို့သင်တန်းတွေဘလို့မျိုးသင်ယူမှုတွေကရလက်ရရှိအောင်ပေါ့နော်ရေချေကြံအောင်ကိုကူကိုလည်းရေချေကြံအောင်ကိုရဲ့အသင်းဖွဲ့ကိုလည်းရေချေကြံရှိအောင်လုံနိုင်ခဲ့တယ်လေဆိုတော့ ပညာရက်တွေကို ပြန်လဲသုံးသက်ဆန်းစစ်ကြည့်တဲ့အထဲမှာဒီပညာရက်ကလည်းအဓိကကျသောပညာရက်တစ်ခုပါတယ်။ဒါကြောင့်ဟေးဒီနေ့2025ခုနှစ်မှာအောင်မြင်ခြင်းတဲ့သူတွေကိုဒီပညာရက်ငါမျှဝေကို မျှဝေရမယ်ဆိုတဲ့စိတ်နဲ့ဒီနေ့ I am plan အပြည့်နဲ့လာပေးခြင်းဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲမက်စလန်ရဲ့ app line ကတော့ကိုစမင်းဖြစ်ပါတယ် blue diamond ရာထူးရှင်ဖြစ်ပါတယ်နီးပြားကတော့အကြံနတ်ထဖုံပတ်ထထင်ဖြစ်ပါတယ်ကဲဒီနေ့မှာမက်စလန်တင်ပြပေးတဲ့ပညာရဲ့ရဲ့ခေါင်းစဉ်ဟာဘလောက်ထိအရေးပါသလဲနော်အတိတ်ပယ်လေးကိုကြည့်ကြည့်အောင်လူမှုဆက်ဆံရေးနဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာအသုံးဝင်ဖို့အတွက်ရည်ရွယ်ပြီးတော့တင်ပြပေးခြင်းဖြစ်တယ်အဲ့တော့ ီပညာရက်ကို ပြန်ပြီးအသုံးချတယ်ဆိုလို့ရှိရင်ဘယ်နေရာတွေမှာသုံးရမလဲလူမှုဆက်ဆံရေးပိုင်းဆိုင်ရာနဲ့ကိုကိုကိုစီးပွားရေးလူရွေးချယ်တဲ့နေရာဟုတ်တယ်မလားဆုံးဖြတ်ချက်ချပြီးတော့ကူညီမဲ့သူတွေနော်ပြီးတော့ကိုကိုတိုင်းဆုံးဖြတ်ချက်ချပြီးအောင်မြင်မဲ့သူတွေကိုယ့်ရဲ့အသင်းဖွဲ့ထဲမှာစီးပွားရေးတစ်ခုလုံးလာပြီဆိုရင် အများကြီးနော်ရွေးချယ်စရာတချို့သောသူတွေဆိုစူးစမ်းမယ်စူးစမ်းမယ်စူးစမ်းမယ်ဆိုတဲ့သူတွေမပါဘူးလား တကယ်တကယ်ကြတော့သူဟာအောင်မြင်နိုင်တဲ့အနေအထားရှိမရှိကိုမသိနိုင်ဘူးဟုတ်တယ်မလားအဲဒါကြောင့်မလို့ဒီနေ့ပညာရက်ဟာမိษွေတို့ကိုလူရွေးချယ်တဲ့နေရာမှာရောလူမှုဆက်ဆံရေးပိုင်းဆိုင်ရာမှာရောကိုစီးပွားရေးတစ်ခုကိုဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာရောအသုံးပြုလို့ရတဲ့ပညာရက်တစ်ခုဖြစ်တယ်။အဲပြီးတော့ဒီမှာမိမိရဲ့အသင်းဖွဲ့ထဲမှာဖန်တီးနိုင်စွမ်းရှိတဲ့သူ စနစ်ကြမှုရှိတဲ့သူလူမှုဆက်ဆံရေးကောင်းမွန်သူသဘောထားပြောပြောင်းနူးညံ့သူတွေကိုခေါင်းဆောင်ဖြစ်ရွေးချယ်နိုင်ရန်အတွက်အသုံးဝင်စေတဲ့ပညာရက်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အသင်းဖွဲ့ထဲမှာအာစားသုံးသူလိုလိုဈေးရောက်သူလိုလို စီးပွားရေးလုပ်တဲ့သူလိုလိုတွေမပါဘူးလားပါတယ် ိုကဘသူ့ကို focus ထားပြီးကိုညင်ချင်တာတော့အကုန်လုံးပဲဟုတ်တယ်မလားသို့တော့ကို focus ထားပြီးတော့နေ့စဉ်နဲ့မြဖုန်းဆက်ပြီးသူ့ကိုတွန်းအားလေးတွေပေးဖို့ခွန်အားလေးတွေပေးဖို့အသိပညာဘူးတုတတွေပေးဖို့ဆိုပြီးတော့ကိုအချိန်ပေးသင့်တဲ့သူကဘသူလဲကိုရွေးချယ်လို့ရလားမရွေးချယ်လို့မရဘူးဒီလိုပညာရက်တွေကိုမသိထားဘူးဆိုရင်ဟုတ်လားဒါကြောင့်မလို့ကိုရွေးချယ်ပြီးတော့မှကူညီဖို့အတွက်ကိုနဲ့အတူတူ အချိန်ဆိုတာကိုကသူ့ကိုတင်ပြပေးလိုက်လို့ तू ကဘာမှလိုက်မလုပ်ဘူးဆိုရင် तू တယောက်တည်းအချိန်ကုန်သွားတာမဟုတ်ဘူးကိုလည်းကုန်တယ်လေဟုတ်လားအဲဒါကြောင့်ဒီနေ့ success more စီးပွားရေးမှာစ조사မဲ့သူတွေကိုဒီလိုမျိုးလူတွေကိုရွေးထုတ်နိုင်ဖို့အတွက်ဒီပညာရက်ကအရင်အရေးကြီးတယ်။ဟုတ်ပြီ။အဲ့တော့ အဲ့လိုမျိုးပညာရက်တွေထဲမှာဆိုလို့ရှိရင်လူတွေရဲ့စိတ်ကိုခတ်မှန်းနိုင်ဖို့အတွက်ကအဲ့ဒီလူတယောက်ကိုသူ့ရဲ့ပုံစံအနေထားကိုကြည့်ပြီးတော့မှကိုကဒီလိုလူဟာဘယ်လိုမျိုးအမျိုးအစားထဲမှာပါနိုင်တယ်လဲဆိုပြီးခတ်မှန်းနိုင်တယ်။ဒါကဘာလဲဆိုရင်သူ့ရဲ့မျက်လုံးအကြည့်သူရဲ့ကြည်ပုံเนาะသူရဲ့အကြည့်လေးလေးနဲ့လည်းခမှန်းလို့ရတယ်သူရဲ့ရှေဟန်လက်ဟန်ပုံစံအနေထားကိုကြည့်ပြီးတော့လည်းပဲ ခတ်မှန်းလို့ရတယ်ပြီးရဲ့မျက်နာအမူအရာသူ့ရဲ့မျက်နာအမူအရာကိုကြည့်ပြီးတော့လဲခတ်မှန်းလို့ရတယ်ပြီးရင်ကိုဟန်အမူအရာဒီအချက်တွေကိုကြည့်ပြီးတော့ခတ်မှန်းနိုင်တယ်အဲ့တော့ဒီနေ့မဆုလိုက်လာတင်ပြပေးမယ့်အချက်တွေတဲကမှာဆိုလို့ရှင်ဒါခတ်မှန်းတာခတ်မှန်းကြေပေါ့နော်ခတ်မှန်းကြေနေတဲ့တရားရဂိုင်းနှုံးမှန်ကျင်မှလည်းမှန်မယ်သို့တော့လူဆိုတာက အမြဲတမ်းပြောင်းလဲနေတဲ့သူတယောက်ဖြစ်တယ်အထူးသဖြင့် မကောင်းတဲ့ဘက်ကိုပြောင်းလဲတဲ့သူတွေလည်းရှိတယ်လို့ကောင်းတဲ့ဘက်ကိုပြောင်းလဲလာတဲ့သူတွေလည်းရှိတယ် success မလောက်ခင်ကသူဟာဘလို့လူမျိုးပဲဖြစ်နေပါစေ success မလောက်ပြီးတဲ့နောက်ပိုင်းမှာသူ့ကိုယ်သူကောင်းတဲ့ဘက်ကိုပြောင်းလဲလာနိုင်တဲ့သူတွေရောမပါဘူးလားပါတယ်ဒီပိဋကတ်ထဲမှာရောမပါဘူးလားပါတယ်ပါတယ်အထူးသဖြင့်ဒီနေ့သင်တန်း တက်ပြီးတော့ဒီတင်နန်းကိုမတက်ရသေးခင်မှာကိုဟာဘလို့လူမျိုးလဲဘလို့ပုံစံလဲဆိုတာကိုနော်အာဘလို့ပြောမလဲလက်ခံနိုင်သွားတယ်ပေါ့နော်ဒီနေ့မက်ဆလိုင်တင်ပြပေးတဲ့ပညာရက်ကိုတီးပြီးလိုက်တဲ့ခါမှာလက်ခံသွားပြီးပြီဆိုရင်ဟေးဒီနေ့ငါဒီမျိုးစားထဲမှာပါနေတယ်ဒါပေမဲ့ငါမပါချင်ဘူးအဲပါနေတယ်မပါချင်ဘူးဆိုရင်ပြုတ်ပြင်လို့မရဘူးလား ပြုတ်ပြင်လို့ရတယ်အဲ့တော့မသနိုင်ကဒီနေ့လာပြောပြတဲ့အထဲမှာဆိုရင်အကောင်းတဲ့အချက်ကလေးတွေလည်းပါမယ်မကောင်းတဲ့အချက်လေးတွေလည်းပါမယ်သို့တော့နားထောင်နေတဲ့အချိန်မှာကိုကိုကိုအမှန်တရားအတိုင်းလက်ခံနိုင်ရမယ်နော်ဘာနဲ့ဘယ်ဖြစ်ဖြစ်ဘလို့ပညာရက်ပဲတင်တင်အမှန်တရားအတိုင်းလက်ခံနိုင်ရမယ်လက်ခံပြီးပြီဆိုလို့ချင်းဘာဖြစ်လဲပြုတ်ပြင်ပြောင်းလဲနိုင်ရမယ်ဟုတ်ပြီလား โอเคအဲ့တော့မင်းလည်းပြောတဲ့အထဲမှာဟေးဒီနေ့ငါပြောနေရလားငါနဲ့တူနေရဘောဆိုပြီးတော့မှအဲ့လိုမျိုးစိတ်တဲ့ကြာဖို့မဟုတ်ဘူးတူနေတယ်ဆိုရင်ဘာလုပ်ရမှာလဲအေးကောင်းတဲ့သူတွေဘက်ထဲဖြစ်လာအောင် ပြောင်းလဲရမှာဟုတ်ပြီလားဟုတ်ပါပြီโอเคအဲ့တော့မင်းလည်းဒီနေ့လာပြောပြပေးမယ့်အရာဟာဆိုလို့ရှိရင်ဒီအကောင်ကလေးတွေပေါ့နော်ရှစ်စရာအကောင်လေးတွေ ਨੇ စိတ်နေစိတ်သဘောထားတူတဲ့လူတွေလူအများစု ကမ္ဘာပေါ်မှာရှိတဲ့လူတွေအများစုဟာဒီလိုအကောင်မျိုးတွေ ਨੇ တူတဲ့အကျင့်အလေးအထအမူအရာစိတ်နေသဘောထားဒါတွေကိုရှိတတ်တယ်เนาะလူတွေဟာအဲ့တော့ကမ္ဘာပေါ်မှာရှိတဲ့လူတွေအများစုဟာအားလုံးကိုရှုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့အကောင်၁၁မျိုး ਨੇ တူတယ်တိရစ္ဆာန်ကောင်းလေးတွေပေါ့เนาะချစ်စရာတိရစ္ဆာန်ကောင်းလေးတွေ၁၁မျိုး ਨੇ တူတယ် သူတွေ ਨੇ ခတ်ဆင်ဆင်အများစုပေါ့နော်အဲအဲ့လိုမျိုးခတ်ဆင်ဆင်ဖြစ်တယ်သူတို့ရဲ့စိတ်နေထားသူတို့ရဲ့အမူအရာဟန်ပန်စသဖြင့်ပေါ့နော်သူတို့ရဲ့ကိုကျင့်အကျင့်ပေါ့နော်အဲ့ဒါလေးတွေ ਨੇ တူတယ်အဲ့တော့ဘယ်အချက်တွေပါတယ်လဲကြည့်ရအောင်အဲလင်းယုံငှက်နဲ့တူသောသူလင်းယုံငှက်နဲ့တူတဲ့သူ လင်းယုံငှက်ကသူ့ရဲ့စိတ်နေစိတ်သဘောထားသူ့ရဲ့ပင်ကိုဇရက်ပင်ကိုဗီဇာက तू ကဘလို့လူမျိုးလဲဆိုရင်အတွင်းအမြင်ကျေပြတ်နေလင်းယုံဟာလွယ်လွယ်အချုံးပေးတက်တဲ့သူမဟုတ်ဘူးလင်းယုံရဲ့ပုံစံကိုတရုတ်ကိုပေါ်ကြည့်လိုက်မြင်ယောင်ကြည့်လိုက် तू ဟာအမြင့်ကြီးကိုပြန်ပြီးတော့မှ तू လိုချင်တဲ့သားကောင်ကိုနော်အဝေးကနေကြည့်နိုင်တဲ့သူ သူ့ရဲ့ပြစ်မှတ်ကိုအဝေးကနေပြီးတော့ထင်ရှားပြက်သားစွာကြည်နိုင်တဲ့သူအဲ့တော့လူဆိုရင်လည်းဘယ်လိုပြောမလဲဆိုရင်သူဟာကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုကိုကိုတိုင်အကောင့်ထဲပေါ်နိုင်ပြီးတော့ထင်ထင်ရှားရှားပြက်ပြက်သားသားကိုပန်းနိုင်ရှိတဲ့သူလို့ပြောလို့ရနော်အဲလွှမ်းမိုးနိုင်စွမ်းရှိတဲ့သူဟာလွှမ်းမိုးနိုင်စွမ်းရှိတယ်ဘယ်လိုလွှမ်းမိုးနိုင်စွမ်းရှိလဲဆိုလို့ရှိရင် သူနဲ့တူတဲ့အတောင်ပံရှိတဲ့အကောင်နေနဲ့တူတာတောင်မှသူဟာအမြင့်ဆုံးအထိကိုပြန်တန်းနိုင်တဲ့သူဖြစ်တယ်။ဟုတ်တယ်နော်။အမြင့်ဆုံးအထိပြန်နေဆိုတာအမြင့်ဆုံးဆိုတဲ့နေသားမှာကြည့်လိုက်လေတူဟာအရန်ထဲမှာစွဲအားရှိတယ်ဟုတ်တယ်မလားဒီလေဟုန်ကြီးကို အမြင့်ထိပြန်လေလေအမြင့်ရောက်လေလေသူဟာ အတောင်ပံပို့ပြီးတော့ခတ်ရလေလေ အားဆိုင်ရလေလေဒါကြောင့်မလို့အတောင်မှန်အားမကောင်းတဲ့ငှက်တရားဆိုအမြင့်ထိမပြန်နိုင်ဘူးအဲ့တော့ဆိုလိုတာကသူဟာလွှမ်းမိုးနိုင်စွမ်းရှိတာဖြစ်တဲ့အတွက်သူဟာအောင်မြင်မှုတစ်ခုဒီလိုလင်းယုံငှက်နဲ့တူတဲ့သူရဲ့စိတ်နေစိတ်သဘောထားဟာဆိုရင်သူဟာအမြင့်ထိပန်နိုင်ပြီးတော့နော်ဘလို့အခက်ခဲပြဿနာမျိုးပဲမဆိုသူ့ထက်ဘလောက်ကြီးမားတဲ့လေဟုံကိုပဲဖြစ်လေဟုံဆံပြီးတော့ ပြန်နိုင်တဲ့အမြင့်ဆုံးထိရောက်အောင်တက်နိုင်တဲ့သူဖြစ်တယ်။အောင်မြင်မှုကိုအမြင့်ဆုံးအောင်မြင်မှုတစ်ခုအမြင်မှုတစ်ခုစူးစမ်းလိုက်မယ်ဆိုတာနဲ့နေရာတစ်ခုကိုရောက်ပြီဆိုတာနဲ့သူဟာအမြင့်ဆုံးထိရောက်အောင် ပြန်ရမယ်ဆိုတဲ့သူ့ရဲ့အတွင်းဗီဇအတွင်းအာပါလာပြီးသားသူတယောက်ဖြစ်တယ်။လင်းယုံငှက်တဲ့တူတဲ့သူဆိုရင်အဲ တနေ့နဲ့နဲ့တိုးတက်အောင်လုပ်နိုင်တဲ့အစွမ်းရှိတယ်တဲ့သူကစပြီးတော့ငှက်ဖြစ်ပါပြီဆိုတဲ့နဲ့ချက်ချင်းဝုန်းကလေးဆိုအမြင့်ပြန်နိုင်တာမဟုတ်ဘူးနော်သူကဘာဖြစ်လဲသူ့ကိုယ်သူအဲ့လိုအမြင့်ပြန်နိုင်အောင်အမြဲတမ်းတိုးတက်အောင်လုပ်တာဖြစ်တယ်ဒါကြောင့်မလို့လူတွေထဲမှာသူနဲ့တူတဲ့စိတ်မျိုးရှိတဲ့သူဆိုလို့ရှိရင်သူဟာတနေ့နဲ့နဲ့ကိုယ့်ကိုယ်ကိုတိုးတက်ရာတိုးတက်ကြောင်လုပ်နေတဲ့သူဖြစ်တယ် ဥတီချက်ပြင့်မှတ်တိတိကျကျရှိတယ်ဥတီချက်ပြင့်မှတ်တိတိကျကျရှိတယ်သူကပြင့်မှတ်ကိုချိန်ပြီးတော့ခါကြတော့မှငါဘယ်နှမိုင်လောက်ကနေပြီးတော့ဒီသားကောင်ကိုယူမယ်ဆိုလို့ချင်းဘယ်နှမိနစ်နဲ့အရောက်ဆင်းမယ်အဲဘလောက်ပဲအမြင်ကြီးဖြစ်နေပါစေသူ့ရဲ့သားကောင်ကဥမာပင်လေထဲမှာငါးတကောင်ကိုသူမြင်ထားတယ်ဆိုလို့ချင်းသူဟာဆိုရင်လေအဲစံပြာဖြစ်တဲ့သူတယောက်ဖြစ်တယ်ပတ်ဝန်းကျင်ရဲ့အနေထားကို နားလေသဘောပေါက်တဲ့သူဖြစ်တယ် ပတ်ဝန်းကျင်ရဲ့အနေအထားကိုပတ်ဝန်းကျင်မှာအန်တရယ်ဘလို့သူ့ရဲ့သားကောင်စီကိုသွားမယ်ဆိုလို့ရှိရင်သူ့ရဲ့သားကောင်ရဲ့အနေအထားမှာပတ်ဝန်းကျင်မှာငါသွားလိုက်တဲ့အချိန်သူ့ဘယ်နေရာကို ပုံနိုင်လောက်လဲဘယ်နေရာကိုအော်ခြောင်နိုင်လောက်တလဲဆိုတဲ့အနေအထားမျိုးကိုသူကပတ်ဝန်းကျင်ရဲ့အနေအထားကိုလည်းသိရှိပြီးသားဖြစ်တယ်အဲ့တော့လူဆိုရင်လည်းပဲပတ်ဝန်းကျင်ကိုအကက်ကျွမ်းကျင်တဲ့သူဖြစ်တယ်နော်စူချတဲ့အကြည့် တီမှုအပြည့်ရှိတဲ့သူဖြစ်တယ်။စူးချတဲ့အကြည့်ဆိုတာလူတွေနဲ့စကားပြောတဲ့အခါမှာလေယုံကြည်မှုအပြည့်အဝရှိတဲ့လူတယောက်ကိုမျက်လုံးကြည့်ပြီးတော့စကားပြောရဲတယ်။ပုံချိုွယ်ချိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အရေးချင်းတွေကို အစွမ်းကုန်ချပြရဲတယ်။တတိရှိတဲ့စူးချတဲ့မျက်ဝန်းပိုင်ရှင်တွေပေါ့နော်။အဲလူဆိုရင်လေခေါင်းဆောင်ခေါင်းတယောက်စိတ်အပြည့်ရှိတယ်။သူဟာ သူ့ရဲ့အလုပ်ကိုယူအာဦ ောင်နိုင်စွမ်းရှိတယ်သူကိုယ်သူလည်းဥဆောင်နိုင်စွမ်းရှိတယ်เนาะအဲ့လိုလူမျိုးအဲ့တော့ဆုံးဖြတ်ချက်ကိုပြက်ပြက်သားသားချရဲတယ်ဟာဒီလေးပေါ်မှာဝဲနေပြီးတော့ငါဘယ်သားကောင်ကိုဖမ်းမလဲမသိဘူးဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူ့မှာဆုံးဖြတ်ချက်ပြက်ပြက်သားသားချရဲတယ်သူဖြစ်တယ်တဲ့အာဟုတ်ပြီအဲ့တော့ဒီနေ့လင်းယုံငှက်နဲ့တူတဲ့သူတွေပါသလားပါလားရှင်အဲဟေးဒီနေ့ငါပဲ ီလိုလူဟာငါပဲအဲငါဟာဒီလိုလူပဲဆိုပြီးတော့ပါလားပါပါတယ်အာโอเคပါရင်ပါတယ်မပါရင်မပါဘူးပေါ့နော်โอเคအရန်ကောင်းပါတယ်ဒီလိုလူ ਨੇ တူတယ်ဆိုလို့ရှင်ဟုတ်ပြီ thank you